မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာဒရိုက်တာပကြီးဆရာဆရာကြီးဦးဝင်းဖေရေးသားသောလွဲအိရေဒီယိုအတန်လွင့်ချက်များစာအုပ်မှာဒရိုက်တာအကယ်ဒမီမောင်ဝနအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင် စစ်ပြီးခေတ်မြန်မာရုပ်ရှင်လောကမှာအလွန်ထူးခြားတဲ့စာရေးဆရာရုပ်ရှင်ဒါရိုက်တာနှစ်ဦးပေါ်ထွန်းလာပါတယ်။စာရေးဆရာကြီးဥတာရုနဲ့ရှုဘဝမဂ္ဂဇင်းအေရာချုပ်ဦးကျော်တို့ဖြစ်ကြပါတယ်။ခေအောင်မြန်မာရုပ်ရှင်တွေနဲ့တိတိတသားလိုင်းကွဲထွက်အောင်ရိုက်ကူးနိုင်ခဲ့ကြတဲ့အလွန်အောင်မြင်ခဲ့ကြတဲ့ဒါရိုက်တာကြီးတွေဖြစ်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေကိုမတုံပဲကို့အမှုပညာကိုယုံလို့မင်းသားမင်းသမီးအသက်တွေတင်ပြီးတော့ပြိဿအားပေးမှုရအောင်ရိုက်နိုင်စွမ်းရှိကြတဲ့ရှားပါးပညာရှင်ကြီးတွေဖြစ်ကြပါတယ်။ ရှုမဝဥကျော်ကမောင်ရင်ထွေးဆန်းဆိုင်အေးစောဝမ်းဆွေစင်ထိုက်လင်းထင်စတဲ့မျက်နှာတွေကိုကိုပိုင်မွေးလက်ကျင်တင်နှန်းပေးပြီးတော့အကြီးကျယ်အောင်မြောင် ရိုက်ကူးထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ဆရာကြီးဥတာရုကလည်းမင်းသမီးတဲ့မျက်မွန်တို့သူ့သားသူ့မောင်တို့ကိုတင်ပြီးတော့အလွန်လူကြိုက်များတဲ့ရုပ်ရှင်ကားတွေရိုက်ပြီးတော့အကယ်ဒမီစုတွေစုကူးသွားပါတယ်။ပရိသတ်အလွန်ကြိုက်တဲ့ဧည့်သည်လိုကားမျိုးကိုဆရာကြီးဥတာရုဟာသူ့ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ပြီးတော့ရိုက်ကူးခဲ့ပါတယ်။ဆရာကြီးဥတုခာဟာအလွန်အောင်မြင် ကြောကြတဲ့ကားတွေကိုအများဆုံးရိုက်ကူးခဲ့တာမှန်ပေမဲ့ဆရာဥတာရုနဲ့ရှုမဝဥကျော်တို့ကတမူထူးကြတဲ့မြမရုပ်ရှင်တွေကိုတင်ပြနိုင်ခဲ့ကြတဲ့ပညာရှင်ကြီးတွေ ဖြစ်ပါတယ်။ဆရာဥတာရုရဲ့တာရုပ်ရှင်ဒရိုက်တာမောင်ဝနာကြပြန်တော့ဖအိသားဆိုပေမဲ့သူ့အဖေရဲ့လက်ရာတွေနဲ့မတူတခြားစီအလွန်ထူးကြတဲ့ကားတွေရိုက်ကူးတင်ဆက်ပြန်တဲ့အတွက်အံ့ဩကြရပြန်ပါတယ်။ ဖခင်ဖြစ်တဲ့ဥတာတို့ကသူ့နေသူဟန်နဲ့တိကျအမှုပညာကိုဖန်တီးနိုင်တယ်လို့တားဖြစ်တဲ့မောင်ဝနကလည်းသူ့ဖအေလက်ရနဲ့လုံးဝနေပါမတူခြားနာတဲ့ကိုယ်ပိုင်အမှုပညာဟန်ရှိသူပါရမီရှင်ဖြစ်ပါတယ်။မြမရုပ်ရှင်လောကမှာသူ့ဖခင်လိုပဲပထမဆုံးရိုက်တဲ့ရုပ်ရှင်နဲ့ရုပ်ရှင်ထူးချွန်စုစုကုနိုင်သူဖြစ်ပြီးတော့အသက်အငယ်ဆုံးနဲ့စုရသူအဖြစ်လည်းစံချိန်တင်သားသူဖြစ်ပါတယ်။သူ့ဖခင်လိုပဲရုပ်ရှင်ကြီးပြိတ္တကရောရုပ်ရှင်ထူးချွန်စုပေးရေးအဖွဲ့ရောတသဘောတည်းနှစ်သက်မှုနဲ့စုရရှိခဲ့ပါ ါတယ်။မြမရုပ်ရှင်သပိုင်းမှာစုရသူတွေနဲ့တချို့ကပြိသက်လူလူကနှစ်သက်အပေးကြပေမဲ့စုပေးအဖွဲ့ကမရွေးချယ်တာတွေရှိသလိုပြိသက်ကမကြိုက်ပေမဲ့စုပေးအဖွဲ့ကရွေးချယ်ခံရတာတွေလည်းရှိပါတယ်။အဲဒီလိုဖြစ်နေပြီဆိုရင်စုရသူတွေနဲ့ရုပ်ရှင်ကြီးပြိသက်တွေမှာကတိကအောက်ဖြစ်ကြရပါတယ်။အစိုးဆုံးကတော့အာဏာပိုင်အစိုးရကခေါ်ခိုင်းပြီးတော့စုချီးမြှင့်ခံကြရတဲ့ပညာသည်တွေဖြစ်ပါတယ်။အဲဒီပညာသည်တွေဖို့မိမိကိုယ်၌ကအမှုပညာပြောင်မြောက်အောင်သိဥ်ဆောင်နိုင်ခဲ့တာတော့လက်ပြာမတတ်နိုင်အောင် ြစ်ကြရရှာပါတယ်။ဒီထက်ဆိုတာကတော့အမှုပညာအရာမပြောင်မြောက်ပေမဲ့အစိုးရ policy ကားကိုရိုက်ကူးပေးတဲ့အတွက်စုရတဲ့ပညာသည်တွေအဖို့တော့ပြည်သက်ရဲ့တူတူတမျိုးကြဲကြဲတသွဲဝေဖန်ခံကြရတော့တာပါပဲ။ဒီပြဿနာတွေဟာမယိုးသားမှုတွေကြောင့်ဖြစ်ရတာပါ။ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေဟာအမှုပညာသည်တွေကိုခုလုံးလုပ်ပြီးဝါဒဖြန့်တာမျိုးမလုပ်တင်ပါဘူးဒီလိုပြဿနာကိုဖြေရှင်းဖို့အမှုပညာသည်တွေက policy ဝါဒဖြန့်ကားတွေကိုရိုက်မပေးကြရင် ပြီးတာပဲမဟုတ်လားလို့အလွယ်တကူတွေးတဲ့သူတွေရှိပါတယ်ဝါဒဖြန့်ချည်ရေးကားမှာပါဝင်ကူညီပေးပါဆိုတဲ့အာဏာပိုင်တွေရဲ့မေတ္တာရက်ခံချက်တွေဟာစစ်မှန်တဲ့ပြည်ရည်လိုချိုးမြနေတာတတ်တတ်မဟုတ်ပါဘူးကူညီဖို့ညှဉ်းဆန်ခဲ့ရင်အညှိုးထားမယ်တကွေးကြရင်မှတ်လောက်အောင်ဆုံးမမယ်ဆိုတဲ့အစိတ်အတော့တွေအများကြီးပါဝင်ပါတယ်။ सूबे ढंबे सने पावे ဖားတဲ့ကောင်စရမယ်မဖားတဲ့ကောင်ခံရမယ်ဆိုတဲ့အလွန်ဆက်ဆုပ်စရာကောင်းတဲ့တိတ်ခမဲ့တဲ့လုပ်ရက်တွေရှိနေပါတယ်ဒီလိုအဖြစ်ဆိုးတွေကိုပယ်ဖျက်ရမယ်ဆိုရင်အမှုပညာသည်တွေရော အာဏာပိုင်တွေရောပြည်သူလူထုရောပါဝင်ကြိုးပမ်းကြရမှာဖြစ်ပါတယ်ပထမဆုံးတာဝန်ရှိသူကတော့အာဏာပိုင်တွေပါပဲသူတို့ကအချက်အကျောက်တရားမျှတမှတ်ကမ်းမှုတရားတိလတရားရှိကြရမှာဖြစ်ပါတယ်အချက်မရှိပဲရက်စက်တဲ့အာဏာပိုင်တွေအောက်မှာအမှုပညာသည်တွေရဲ့တိတ်ခါရှိရှိရက်တည်ဖို့ကတော့တော်တော်ကြီးကိုခက်ခဲပါတယ် ်ပေါ်လစီကရိုက်လို့ရလာမဲ့အကယ်ဒမီစုကိုဘာပဲဖြစ်ဖြစ်စုရရင်ပြီးရောဆိုပြီးဂုံယူပျော်ရွှင်နိုင်ကြတဲ့အမှုပညာသည်တွေကလည်းအများကြီးပါပဲ တကယ်တမ်းကျတော့အမှုပညာထူးချွန်စုရဖို့ဆိုတာဘေးရင်ရရချေပြီးတော့ရယူဖို့တောင်မသင့်တဲ့ကိစ္စပါ။လက်ပြတန်တန်တိတ်ခါရှိရှိနဲ့စွတ်ခုနိုင်ဖို့အရေးကြီးပါတယ်။ဒရိုက်တာမောင်ဝနာရခဲ့တဲ့ရုပ်ရှင်ဒရိုက်တာထူးချွန်စုကအလွန်တိတ်ခါရှိတဲ့စုအမျိုးအစားတွေဖြစ်ပါတယ်။သူစုရတဲ့အချိန်မှာဝင်းဖေကရုပ်ရှင်ဇက်ညွန့်တွေစပြီးစမ်းသပ်ရေးသားနေခြင်းဖြစ်ပါတယ်။ မောင်ဝနာရဲ့ဒုတိယမြောက်ရုပ်ရှင်ကအတွက်ဝတ္ထုနဲ့စံညုံးကိုမန္တလေးမှာနေနေတဲ့ဝင်းဖေစီကိုမောင်ဝနာကကိုယ်တိုင်လာဝယ်ပါတယ်။အဲဒီတုန်းကတူကားရိုက်မကိုငွေထုတ်ပေးမဲ့သူကနာမည်ကြီးပကန်းစာပေထုတ်ဝေးပိုင်ရှင်ကိုချော့ဖြစ်ပါတယ်။ပကန်းစာအုပ်တိုင်မှာဝတ္ထုရေးဆရာတွေအများကြီးရှိပါလျက်မောင်ဝနာကိုယ်တိုင်အောင်မြင်နေတဲ့နာမည်ကြီးစာရေးဆရာစံညုံးရေးဆရာတယောက်ဖြစ်နေပါလျက် နောက်သူဖခင်ဥတာရုကိုတိုင်းရုပ်ရှင်ဝတ္ထုဇာညွန့်တွေအလွန်အရေးကောင်းသူနာမည်ကြီးဒရိုက်တာ ဖြစ်နေပါလေ။မန္တလေးကဝင်းဖေစီကိုတကူးတကလာပြီးဝတ္ထုဇာညွန့်ဝယ်ရဆိုတာဝင်းဖေရဲ့ကုသိုလ်ကံဘလောက်ကြီးမားတယ်ဆိုတာစဉ်းစားတာကြည်ကြပါတော့။ဝိဖေတသက်မှာထူးထူးခြားခြားဝမ်းမြောက်ဂုဏ်ယူခဲ့တဲ့အမတ်တရားကိစ္စတွေထဲမှာတစ်ခုအပါဝင်ပါပဲဝိဖေဟာဗာရုပ်ရှင်မျိုးရိုးဗာရုပ်ရှင်အဆက်အသွယ်မှာရေးရရမရှိပဲရုပ်ရှင်တွေထဲခြေစုံပြည့်ဝင်သွားရဲ့လောက်အောင်တက်တီတွေရရှိခဲ့ပါတယ် အဲ့ဒီတော့ကမောင်မနာအတွက်ဝင်းဖေကဇာခန်းစည်းနောက်ွယ်မှာဆိုတဲ့ဇာကားဖြစ်လာမဲ့ဝိထုဇညုံကိုရေးပေးခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်ကလည်းမောင်မနာရဲ့အောင်မြင်မှုမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ဝင်းဖေရေးပေးတဲ့ဇညုံကိုမောင်မနာကပြင်ញင်လို့ရှိရင်ဝင်းဖေကိုကြိုတင်အသိပေးပြီးပြင်ရေးပါတယ်။မူရင်တိုင်းရဲကူးတာတော့များပါတယ်။ သူကိုယ်တိုင်ကပါရမီကြီးသူဖြစ်တဲ့အတွက်ဒီလိုလုပ်ရတဲ့နေရာမှာဘာပြဿနာမှမကြီးပါဘူး။ဒီတော့ကအဲ့ဒီဇာတ်လမ်းမှာဝင်းဖေတုံးတဲ့ဟာတာတွေဟာမြမရုပ်ရှင်လောကမှာတုံးနေကြတွေမဟုတ်ပါဘူး။မောင်ဝနအနေနဲ့စွန့်စားပြီးရရတာပါလို့သူကိုယ်တိုင်ကဝင်းဖေကိုပြောပြပါဗါတယ်။ ဒါပေမဲ့ပရိသတ်ရှေ့မှောက်ချပြလိုက်တဲ့အခါမှာပရိသတ်ကကောင်းကောင်းကြီးလက်ခံခဲ့တဲ့အတွက်ကိုအောင်မြင့်ဟာတကားတဲ့နဲ့အောင်မြင်သွားပါတယ်။မောင်ဝနဟာဝင်းဖေထက်10နှစ်မကငယ်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာအလွန်ရင်းနှီးကြောဝင်ကြတဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေလိုတသက်လုံးခင်မင်သွားကြပါတယ်။ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Konda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။